ားလုံးပဲမင်္ဂလာပါတက္ကရိုဒိုင်ယာရီ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Channel လေးကနေစာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိတ်ဆွေတို့အတွက်ကဘာကျော်စာအုပ်ကောင်းများစွာရဲ့အနှစ်သာရတွေကိုမိနစ်ပိုင်းတွင်နားလည်သဘောပေါက်အောင်အနှစ်ချုပ်ပြီးတော့အပတ်စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့ဘဝကိုတိတိတသာပြောင်းလဲပေးနိုင်တဲ့စိတ်ဖိစီးမှုတွေနဲ့ရှုပ်ထွေးပေးလိနေတဲ့ခက်ကြီးတွေမှာအလင်းပြပေးနိုင်တဲ့အခါထောရဲ့နာမည်ကျော်စာအုပ်တော်ဖြစ်တဲ့ The Power on အောင်စာအုပ်လေးကိုအနှစ်ချုပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစာအုပ်ရဲ့အဓိကသတင်းစကားကတော့ရိုးရှင်းပါတယ်။အဲ့ဒါကတော့ပြစ်ဆုတ်ပန်တဲ့တဲ့မှာနေထိုင်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးဟာအတိတ်ရဲ့အနောင်တွေနဲ့အနာဂတ်အတွက်စိုးရင်ပူပန်မှုတွေကြားမှာလွင်မျောနေတတ်ကြပါတယ်။အဲ့ဒီလိုလွင်မျောရင်းနဲ့လက်ရှိဘဝရဲ့အလားတရားတွေကိုရောလက်ရှိခံစားနေရတဲ့ငြိမ်းချမ်းမှုတွေကိုပါလွဲချော်နေတတ်ကြပါတယ်။စိတ်ဖိစီးမှုတွေစိုးရင်ပူပန်မှုတွေနဲ့ပြည့်နေနေတဲ့ဒီခက်ကြီးမှာ the power on now ကဘာကြောင့်ဒီလောက်အရေးပါလဲဆိုတော့သူကကျွန်တော်တို့ကိုဒီတွေးထောင်ချောက်ထဲကနေလွတ်မြောက်အောင်လမ်းပြပေးနိုင်လို့ပဲဖြစ်ပါတယ်ဒီစာအုပ်ကကိုပိုင်တိုးတက်မှု personal group တွေမရှိမဖြစ်လမ်းညွှန်စာအုပ်တို့လို့တောင်ဆိုနိုင်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုခြင်းအားဖြင့် the power on now စာအုပ်ရဲ့အဓိကအနှစ်သာရတွေကိုအချိန်တို့အတွင်းနားလည်သွားမှာဖြစ်တယ်လို့နေ့စဉ်ဘဝမှာစိတ်ပီစီးမှုလျှော့ချနိုင်မဲ့လက်တွေ့ကြတဲ့အလေးချိန်ခန်းတွေပြစ်ဆုတ်ပါမှာပိုပြီးအာယုံဆိုင်နိုင်မဲ့အနီးလမ်းတွေကိုပါရရှိသွားမှာပဲဖြစ်ပါတယ် ဒီနှစ်ချုပ်လေးထဲမှာတော့တဖာဝါအောင်နောက်စာအုပ်ထဲကအဓိကအနှစ်သာရတွေနဲ့ကျွန်တော်တို့အားလုံးအတွက်အကျိုးအများဆုံးရနိုင်မဲ့သင်ခန်းစာ၅ခုကိုအခန်းခွဲပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အခန်းတက် You are not your mind သင်ဒီသင်စိတ်မဟုတ်ပါ။ဒီအခန်းမှာတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာပေါ်လာတဲ့အတွေ့အကြုံတွေနဲ့ကိုယ့်ကိုယ်ကိုဘယ်လိုခွဲခြားကြည့်ရမလဲဆိုတာကိုဥပမာတွေနဲ့တကရှင်းပြပေးသွားမှာဖြစ်ပါတယ်။အခန်းနှစ်ပြစ်စုံပံကိုအလေးထားခြင်း ဒီအခါမှာတော့အတိတ်ကနောင်တတွေနဲ့အနာဂတ်ကစိုးရိမ်မှုတွေကနည်းဘယ်လိုလွတ်မြောက်ပြီးတော့လက်ရှိအချိန်မှာပျော်ရွှင်စွာနေထိုင်ရမလဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်။အခန်းသုံး The Pain Body နာကျင်မှုကိုခန္ဓာအတိတ်ကနာကျင်မှုတွေစုပေါင်းဖြစ်ပေါ်နေတဲ့ The Pain Body ဆိုတာဘာလဲ။ဒါကိုဘယ်လိုကင်တွယ်ဖြေရှင်းရမလဲဆိုတာကိုသိရှိနားလည်သွားမှာဖြစ်ပါတယ်။အခန်းလေးအတိတ်ကနေလွတ်မြောက်ပြီးပြဿုပ်ပံကိုပုံဖော်ခြင်းအတိတ်ကအမှားတွေတွေကိုကိုကိုအပြစ်တင်နေမဲ့အစား လက်ရှိအချိန်ကိုဘလို့အကောင်းဆုံးအသုံးချရမလဲဆိုတဲ့သင်ခန်းစာတွေကိုရရှိမှာဖြစ်ပါတယ်။အခန်းကစိတ်ဝိညာဉ်ကိုလက်တွေ့အသုံးချခြင်းဒီအခန်းကတော့ဒီအနှစ်ချုပ်လေးရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးအခန်းလေးဖြစ်ပြီးစာအုပ်ထဲကအကြောင်းအရာတွေကိုနေ့စဉ်ဘဝထဲမှာအလွယ်တကူလေ့ကျင့်နိုင်တဲ့နည်းလမ်းတွေနဲ့ပြစ်ဆုပ်ပံမှာနေထိုင်တတ်အောင်ဘလို့ကြိုးစားရမလဲဆိုတာကိုသိရှိရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေအားလုံး The Power of နောက်စာအုပ်အနှစ်ချုပ်လေးကိုလေ့လာဖို့အသင့်သင့်ဖြစ်နေပြီလို့ထင်ပါတယ်။ ဒါဆိုရင်ပထမဆုံးအခါကိုစတင်လိုက်ကြရအောင်အခန်းတက် you are not your mind သင်ဤသင်စိတ်မဟုတ်ပါတဖာဝါအောင်အောင်စာအုပ်ထဲကကျွန်တော်တို့ရဲ့ဘဝကိုအကြီးမားဆုံးပြောင်းလဲပေးနိုင်တဲ့ပထမဆုံးအယူဆကိုပြောရရင်တော့သင်ဟာသင်ရဲ့စိတ်မဟုတ်ဘူးဆိုတဲ့အချက်ပါပဲဒီစကားကိုကြားကြားချင်းမိတ်ဆွေတို့အနေနဲ့ငါကငါရဲ့စိတ်မဟုတ်လို့ဘယ်သူစိတ်ဖြစ်ရမှာလဲလို့တွေးပြီးနည်းနည်းရှုပ်ထွေးသွားနိုင်ပါတယ် ဒါပေမဲ့တကယ်တမ်းနားလည်သွားပြီဆိုရင်တော့ဘဝရဲ့အမြင်ကိုလုံးဝပြောင်းလဲပြစ်နိုင်ပါတယ်။ကျွန်တော်တို့အားလုံးဟာမွေးဖွားလာတဲ့အချိန်ကစပြီးအတွေးတွေအယူအဆတွေအတွေ့အကြုံတွေနဲ့အတူကြီးပြင်းလာကြပါတယ်။ဒီအတွေးတွေကကျွန်တော်တို့ရဲ့ငါဆိုတဲ့ပုံရိပ်ကိုတိဆောက်ပေးသလိုဖြစ်နေပါတယ်။ဒါကြောင့်စိတ်ထဲမှာပေါ်လာတာများအတွေးတိုင်းကိုကျွန်တော်တို့ကငါရဲ့ကိုယ်ပိုင်အတွေးပဲလို့သတ်မှတ်လိုက်ပါတယ်။ငါစိတ်ထဲမှာဒီလိုထင်နေတာငါဒီလိုစိုးရိမ်နေတာငါဒေါသထွက်နေတာစသဖြင့်ပေါ့ ဒါပေမဲ့စာရေးသူကတော့ဒီလိုအတွေ့အကြုံရဲ့နောက်ွယ်မှာတည်ရှိနေတဲ့တတိအဝက်နဲ့ကိုရှာဖွေတွေ့ရှိဖို့တိုက်တွန်းထားပါတယ်။ဒီတတိကသာလင်တကယ့်အတင်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်ဟာနေ့စဉ်နဲ့အမျှထိမ့်မနိုင်သိမ့်မရအောင်အတွေ့အကြုံအများကြီးထုတ်လွှင့်နေတဲ့စစ်တစ်ခုနဲ့တူပါတယ်။အဲ့ဒီအတွေ့အကြုံတွေမှာအကောင်အဆိုးအတိတ်အနာဂတ်အပူအပင်စိုးရိမ်မှုတွေအဆုံးပါဝင်နေပါတယ်။ဒီတွေ့တွေဟာအစစ်မပြတ်စီးဆင်းနေတာဖြစ်ပြီးကျွန်တော်တို့ရဲ့စိတ်အခြေအနေကိုလှုပ်ခတ်နေတာပဲဖြစ်ပါတယ်။ ဒီလိုအချိန်လေးမျိုးမှာကိုကိုကိုဘယ်လိုခွဲခြားကြည့်ရမလဲဆိုရင်တော့လေးလာသူတယောက်လိုနေကြည့်ဖို့လေ့ကျင့်ရပါမယ်။ဥပမာသင်ဟာအခန်းထဲမှာတယောက်တည်းထိုင်နေစဉ်စိတ်ထဲမှာဒီနေ့အစည်းအဝေးမှာငါပြောခဲ့တဲ့စကားကမှားများသွားပြီလားဆိုတဲ့အတွေ့အကြုံဝင်လာတယ်ဆိုပါစို့။ပုံမှန်ဆိုရင်ဒီအတွေ့ကိုစစ်တွေးရင်စိုးရင်ပုံမှန်မှုတွေတိုးလာနိုင်ပါတယ်။ဒါပေမဲ့အခုလိုလေ့ကျင့်တဲ့အခါမှာတော့အခုငါစိတ်ထဲမှာစိုးရင်တဲ့အတွေ့အကြုံပေါ်လာနေပြီလို့သတိပြုလိုက်ပါ။ ဒါကအသင်ဟာအတွေးမဟုတ်ပဲအတွေးတွေကိုလေးလာနေသူတယောက်ဖြစ်ကြောင်းကိုသိရှိသွားစေပါလိမ့်မယ်။ဒီနည်းလမ်းကရေကူးတက်အောင်လေ့ကျင့်ရတယ်လို့ပါပဲ။ပထမမှာတော့ခက်ခဲနိုင်ပေမဲ့နေ့စဉ်လေ့ကျင့်သွားမယ်ဆိုရင်တော့စိတ်ကူးတွေအတွေးတွေရဲ့လက်အောက်ခံမဖြစ်တော့ပဲကိုယ့်ဘဝရဲ့ပဲ့ကင်ရှင်အစစ်မှဖြစ်လာပါလိမ့်မယ်။ဒါမှသာစိတ်ရဲ့ကြီးစုမှုအောက်ကနေလွတ်မြောက်ပြီးတကယ်ငြိမ်းချမ်းမှုကိုခံစားရမှဖြစ်ပါတယ်။ဒါကြောင့်မလို့သင်ဟာသင်ရဲ့အတွေးသင်ရဲ့ခံစားမှုတွေမဟုတ်ပဲအဲ့ဒီအရာတွေကိုအမြဲတမ်းသတိပြုမိနေတဲ့ တတိတာဖြစ်တယ်ဆိုတာကိုနည်းနည်းနဲ့ခံစားသိရှိသွားဖို့လိုအပ်ပါတယ်။ဒီယူဆကိုနားလည်သွားနိုင်မယ်လို့ယုံကြည်ပါတယ်။နောက်အပိုင်းတွေမှာတော့ဒီလိုနည်းနည်းတဲ့အသိဉာဏ်ကိုဘယ်လိုမျိုးလက်တွေ့ကြကြအသုံးချရမလဲဆိုတာကိုဆက်ပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အခန်းနဲ့ပြစ်စုံပန်တဲ့တဲ့မှာနေထိုင်ခြင်း။ The Power of Now စာအုပ်ရဲ့ဒုတိယအရေးကြီးဆုံးအယူဆကတော့ပြစ်စုံပန်တဲ့တဲ့မှာနေထိုင်ခြင်းပဲဖြစ်ပါတယ်။ဒီအယူဆကနံပါတ်1အယူဆနဲ့ဆက်ဆက်နေပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ဟာအတိတ်နဲ့အနာဂတ်ဆိုတဲ့အချိန်တစ်ခုကြားမှာအမြဲလိုလိုပြေးလွှားနေတတ်ပါတယ်။အတိတ်ကိုပြန်တွေးလိုက်၊နောင်တရလိုက်၊အနာဂတ်ကိုတွေးပြီးစိုးရင်ပူပန်လိုက်နဲ့လက်ရှိအချိန်မှာတကယ်ရှိနေတာကိုမေ့နေတတ်ကြပါတယ်။စာရေးသူပြောထားတာကတော့အတိတ်ဆိုတာပြီးသွားတဲ့အမှတ်ညာတစ်ခုပဲဖြစ်ပြီးအနာဂတ်ဆိုတာကလည်းစိတ်ကနေဖန်တီးထားတဲ့အတွေးတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်တကယ်တမ်းတည်ရှိနေတာကအခုဆိုတဲ့အချိန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ပီစည်းမှုတွေစိုးရင်ပူပန်မှုတွေရဲ့အဓိကအကြောင်းရင်းကလည်းလက်ရှိပြစ်ဆုပ်ပံမှာမနေထိုင်နိုင်ခြင်းကြောင့်ဖြစ်တယ်လို့စာရေးသူကဆိုထားပါတယ်။ဒီတော့ပြစ်ဆုပ်ပံမှာဘလို့နေထိုင်မလဲ။အဓိကတော့ချက်ကတော့ကိုယ်လက်ရှိလုပ်နေတဲ့အရာတစ်ခုတည်းကိုပဲအာရုံစိုက်ဖို့ဖြစ်ပါတယ်။ဥပမာမနေ့ကင်းကော်ဖီတောက်တဲ့အခါကော်ဖီရဲ့နွေးထွေးမှုကိုခံစားကြည့်ပါ။မွှေးနေတဲ့ရနံ့ကိုရှူရှိုက်ကြည့်ပါ။အရသာကိုတဖြည်းဖြည်းချင်းမြည်ဆန်းကြည့်ပါ။ဒါမှမဟုတ်အလောက်ကနေအိမ်ပြန်လာတဲ့အခါ လမ်းလျှောက်နေတဲ့ဆိုရင်တောင်ခြေထောက်ကမြေကြီးနဲ့ထိတွေ့နေတဲ့ခံစားချက်ကိုသတိပြုမိပါစေ။ကိုယ်ပဝန်းကျင်က အရာတွေကိုသေချာကြည့်ပါ။သစ်ပင်ပန်းပင်မိုးကိုဆဲဝိုင်းကအကောင်းငယ်အယောင်တွေပေါ့။ကျွန်တော်တို့ဟာတခါတရံမှာခန္ဓာကိုယ်ကဒီမှာရှိနေပေမဲ့စိတ်ကတော့တခြားနေရာရောက်နေတတ်ကြပါတယ်။ဒါဟာဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုလက်လွတ်ဆုံးရှုံးနေတာနဲ့တူပါတယ်။ဒီလိုလေ့ကျင့်မှုတွေကအစိတ်ကိုအတိတ်နဲ့အနာဂတ်ကနေလက်ရှိအချိန်စီပြန်ခေါ်လာပေးပါလိမ့်မယ်။ ဒီနေ့လန်းကဘာအကျိုးကျေးဇူးတွေပေးနိုင်မလဲဆိုတော့ပထမဆုံးအနေနဲ့စိတ်ဖိစီးမှုတွေတိတိတသားရော့ကျသွားပါလိမ့်မယ်။နောက်တစ်ခုကလက်ရှိအချိန်ကိုအပြည့်အဝအာရုံစိုက်နိုင်တဲ့အတွက် အလုတ်လုတ်တဲ့အခါစာလုတ်တဲ့အခါတစ်ခုခုကိုလေ့လာသင်ယူနေတဲ့အခါမှာပိုးပြီးထိရောက်လာပါလိမ့်မယ်။ပြီးတော့ဘဝရဲ့အသေးမွှားအပျော်ရွှင်မှုလေးတွေကိုတောင်းပိုးပြီးသတိထားမိလာပါလိမ့်မယ်။ဒါကြောင့်ဒီနေ့ကနေစပြီးသင်လုပ်နေတဲ့အရာတစ်ခုတည်းကိုပဲအပြည့်အဝအာရုံစိုက်ကြည့်ပါ။အဲ့ဒီအချိန်မှာအတိတ်ကနောင်တတွေ အနာဂတ်အတွက်စိုးရင်ပူပန်မှုတွေဘလောက်ရောပါသွားလဲဆိုတာသင်ကိုယ်တိုင်အာအာတင်သွားပါလိမ့်မယ်။အခန်းသုံး The Faint Body နာကျင်မှုကိုခန္ဓာ The Power of Now ဆောင်ရဲ့အနက်ဆိုင်ဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးအယူဆတစ်ခုကတော့နာကျင်မှုကိုခန္ဓာ The Faint Body ဆိုတဲ့အယူဆပါပဲ။ဒီအယူဆကကျွန်တော်တို့ရဲ့စိတ်ကံစားမှုတွေကိုဘာကြောင့်ထိန်းချုပ်ဖို့ခက်ခဲလဲဆိုတာကိုရှင်းပြထားပါတယ်။စာရေးသူကနာကျင်မှုကိုခန္ဓာ The Faint Body ကို အတိတ်ကနာကျင်မှုတွေဝမ်းနည်းမှုတွေစိတ်ဒဏ်ရာတွေနဲ့စိတ်ဆိုးဒေါသတွေစုပေါင်းထားတဲ့စွမ်းအင်တစ်ခုအဖြစ်ဖော်ပြပါတယ်ဒီစွမ်းအင်ဟာကျွန်တော်တို့ရဲ့စိတ်ထဲမှာကိန်းအောင်နေပြီးတခါတရံမှာအိပ်ပျော်နေတယ်လို့ရှိပေမဲ့တခါတရံမှာတော့နိုးထလာပြီးကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့အပြုအမူတွေကိုကြီးဆိုးလာတတ်ပါတယ်ဥပမာအားဖြင့်သင်ဟာအကြောင်းတစ်ခုခုကြောင့်စိတ်ဆိုးဒေါသထွက်နေတယ်ဆိုပါစို့အဲ့ဒီအချိန်မှာပုံမှန်မဟုတ်ပဲစိတ်လိုလိုက်ပြီးအော်ဟစ်တာမျိုးတစ်ဖက်လူကိုနာကျင်အောင်ပြောဆိုတာမျိုးလုံးမိသွားတတ်ပါတယ် အဲ့ဒီလိုလုပ်ပြီးမှငါဘာလို့ဒီလိုပြောမိလိုက်တာလဲဆိုပြီးနောင်တရတာမျိုးကြုံမှုကြမှာပါဒါဟာတင့်ရဲ့နာကျင်မှုကိုခန္ဓာကလှုပ်ရှားလာလို့ပါပဲဒီနာကျင်မှုကိုခန္ဓာတဖိန်ပေါ်ဒီကဘာကြောင့်လှုပ်ရှားလာလဲဆိုတော့သူကနာကျင်မှုတွေကိုစားသုံးပြီးရှည်တန်းတာဖြစ်လို့ပါပဲသူကအင့်ကိုဒေါသထွက်အောင်ဝမ်းနည်းအောင်စိုးရင်ပူပါအောင်လှုပ်ဆော်ပြီးနောက်ထပ်နာကျင်မှုတွေကိုထပ်မံဖန်တီးခြင်းနေတာပါဒီတော့ဒီနာကျင်မှုကိုခန္ဓာတဖိန်ပေါ်ဒီကိုဘယ်လိုဖယ်ရှားရမလဲ အဓိကနေလန်းကတော့သတိရှိခြင်းပါပဲစိတ်ခံစားမှုတစ်ခုခုပြင်းထန်လာပြီဆိုရင်ငါဒေါသထွက်နေပြီလို့ကိုယ့်ကိုယ်ကိုသတိပေးလိုက်ပါပြီးရင်ဒီဒေါသခံစားချက်ကခန္ဓာကိုယ်ထဲမှာဘယ်နေရာမှာရှိနေလဲဆိုတာကိုရှာကြည့်ပါရင်ပါထဲကတင်းကျပ်နေလားခေါင်းထဲမှာပူလောင်နေလားစသဖြင့်ပေါ့ဒီလိုသတိပြုကြည့်နေတာကကိုယ်နဲ့စိတ်ခံစားချက်ချမှာအကွာအဝေးတစ်ခုဖန်တီးလိုက်တာ ਨੇ အတူပါတယ် ဒီခါကျရင်သင်ဟာအဲ့ဒီခန်းစားချက်ရဲ့လက်အောက်ကမဖြစ်တော့ပဲစိတ်ငြိမ်သက်သာနေပဲဒီစွမ်းအင်ကိုလေ့လာနိုင်ပါလိမ့်မယ်။နာကျင်မှုကိုခံတာတဖိန်ဘော်ဒီဟာသတိရှိတဲ့အလင်းရောင်အောက်မှာမရှင်းတမ်းနိုင်ပါဘူး။ဒါကြောင့်နောက်တခါစိတ်ဆိုးဒေါသတွေဝမ်းနည်းမှုလေးပေါ်လာတဲ့အခါအဲ့ဒါတွေကိုတွန်းလှန်ဖို့တားဆီးဖို့မကြိုးစားပဲဒီတိုင်းလေးပဲလေ့လာကြည့်လိုက်ပါ။အဲ့ဒီအခါမှာဒီစွမ်းအင်ဟာတဖြည်းဖြည်းပျော်ဝင်သွားတာကိုသင်ကိုယ်တိုင်ခံစားရမှာပါ။အခန်းလေး အတိတ်ကနေလွတ်မြောက်ပြီးပြည့်စုံပံကိုပုံဖော်ခြင်းတဖဝါအောင်ဆောင်ရဲ့စတုထမြောက်အရေးပါတဲ့အယူဆကတော့အတိတ်ကနေလွတ်မြောက်ပြီးပြည့်စုံပံကိုပုံဖော်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အများစုဟာအတိတ်ကဖြစ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအမှားတွေနာကျင်မှုတွေနဲ့အမြဲတမ်းတွယ်ကပ်နေတတ်ကြပါတယ်ဒီလိုတွယ်ကပ်နေခြင်းဟာလက်ရှိဘဝရဲ့အခြေအနေကိုပုံမဆိုးဝါးစေပြီးစိတ်ပီစီးမှုတွေကိုလည်းပုံမဖြစ်ပေါ်စေပါတယ်စာရေးသူကတော့အတိတ်ဆိုတာပြီးဆုံးသွားတဲ့ကာလတစ်ခုသာဖြစ်ပြီး ဲ့ဒီတိတ်ကအရာတွေကလက်ရှိဘဝကိုတိုက်ရိုက်ထိခိုက်စေတယ်ဆိုတာမဟုတ်ဘူးလို့ပြောထားပါတယ်တကယ်တော့အတိတ်ကအရာတွေကကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာသာတည်ရှိနေပြီးလက်ရှိပြစ်ဆုံးပံကိုစိုးရင်ပူပန်မှုတွေနဲ့ဖုံးလွှမ်းနေစေတာဖြစ်ပါတယ်ဥပမာအားဖြင့်သင်ဟာအတိတ်ကလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်မှတစ်ခုအတွက်ခုချိန်ထိကိုကိုကိုအပြစ်တင်နေတယ်ဆိုပါစို့အဲ့ဒီတုန်းကဒီလိုသာရွေးချယ်ခဲ့ရင်ခုလိုဖြစ်နေမှာမဟုတ်ဘူးလို့အချင်းချင်းခါခါတွေးနေမိတတ်ပါတယ်ဒီလိုတွေးနေတာဟာတင့်ရဲ့လက်ရှိအချိန်ကိုဖြုံးတီးပြစ်လိုက်တာနဲ့အတူပါတယ် ဘာကြောင့်လဲဆိုတော့အတိတ်ကိုဘယ်တော့မှပြန်ပြင်လို့မရလို့ပါအဲ့ဒီအစားစာအုပ်ကပြောထားတဲ့အတိုင်းဒီအမကလည်းငါဘာသင်ခန်းစာရခဲ့လဲဆိုပြီးမေးခွန်းထုတ်ကြည့်ပါဒီသင်ခန်းစာကိုလက်ရှိအချိန်မှာဘလို့အသုံးချပြီးပုံမကောင်းမအောင်လုပ်မလဲလို့လည်းစစ်ပြီးစဉ်းစားကြည့်ပါဒီလိုစဉ်းစားတွေးခေါ်ပုံကိုပြောင်းလိုက်ခြင်းအပြင်အတိတ်ကတင့်ကိုကြီးစိုးနိုင်တော့မှာမဟုတ်ပါဘူးသင်ဟာအတိတ်ကနာကျင်မှုတွေကိုခံစားနေတာမဟုတ်ပဲအခုလက်ရှိအချိန်မှာခံစားနေရတဲ့ခံစားချက်တွေကိုသာစိတ်ထဲမှာထပ်ခါထပ်ခါပြန်လည်ဖန်တီးနေတာဖြစ်ပါတယ် ဒါကြောင့်ဒီနာကျင်မှုကိုခန္ဓာကိုပြစ္ဆုတ်ပံမှာလက်ရှိရှိနေတဲ့သတိနယ်ပဲဖြည့်ဖြောက်နိုင်မှာဖြစ်ပါတယ်။အတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်ပြီးလက်ရှိအချိန်ရဲ့တန်ဖိုးကိုသိရှိဖို့လိုအပ်ပါတယ်။ကျွန်တော်တို့အတိတ်ကိုပြန်ပြင်လို့မရပါဘဲပြစ္ဆုတ်ပံကိုတော့ပုံဖော်လို့ရပါတယ်။အခုသင်လုပ်နေတဲ့လောက်ရတိုင်းကသင်ရဲ့အနာဂတ်အတွက်တည်ဆောက်နေတာဖြစ်ပါတယ်။ဒါကြောင့်အတိတ်ရဲ့အမွေအနှစ်တွေကိုလက်ရှိဘဝထဲကိုတည်ဆောက်မလာပါနဲ့။ အတိတ်ကရတဲ့အသင်ခန်းစာတွေကိုသာယူပြီးလက်ရှိပြဿုပ်ပံအချိန်ကိုတန်ဖိုးရှိရှိအသုံးချကာတင်ပွားကိုအကောင်းဆုံးဖြစ်အောင်ပုံဖော်သွားပါလို့တိုက်တွန်းချင်ပါတယ်။အခန်းကစိတ်ဝိညာဉ်ကိုလက်တွေ့အသုံးချခြင်းတဖာဝါအောင်နောင်စာအုပ်ရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးအယူဆကတော့စိတ်ဝိညာဉ်ကိုလက်တွေ့အသုံးချခြင်းပဲဖြစ်ပါတယ်။အပေါ်မှာပြောခဲ့တဲ့အယူဆတွေအားလုံးက theory တွေဖြစ်ပြီးလက်တွေ့မှာအသုံးချနိုင်မှအကျိုးရှိမှာပါ။ စာရေးသူကတော့ဒီလိုလက်တွေ့အသုံးချနိုင်မဲ့နီးလန်းတွေကိုနေ့စဉ်ဘဝထဲမှာထည့်သွင်းဖို့တိုက်တွန်းထားပါတယ်။ဒီစိတ်ဝိညာဉ်ဆိုင်ရာလေ့ကျင့်ခန်းတွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ကိုလက်ရှိပြဿနာအခြေအစီပြန်ခေါ်လာနိုင်မဲ့ရိုးရှင်းတဲ့လေ့ကျင့်မှုတွေပဲဖြစ်ပါတယ်။ဒီလေ့ကျင့်မှုတွေဟာတရားထိုင်တာ၊ယောဂကျင့်တာလိုမျိုးတွေသာမကပဲနေ့စဉ်လုပ်နေကြအရာတွေနဲ့လည်းပေါင်းစပ်ပြီးလုပ်လို့ရပါတယ်။ပထမဆုံးလေ့ကျင့်ခန်းကတော့အသက်ရှူခြင်းကိုအာယုံဆိုင်ခြင်းပဲဖြစ်ပါတယ်။ တနေ့တာရဲ့အချိန်တစ်ခုမှာ9မိနစ်ခန့်လောက်တနေ့ရမှာငြိမ်ငြိမ်လေးထိုင်ပြီးအသက်ရှူသွင်းရှူထုတ်နေတာကိုပဲသတိထားကြည့်ပါအဆုတ်ထက်ကိုလေဝင်သွားတာလေပြန်ထွက်တာကိုခန်းစားကြည့်ပါဒီလိုမျိုးအသက်ရှူသွင်းခြင်းကိုအာယုံဆိုင်နေတဲ့အခါစိတ်ထဲမှာပေါ်လာနေတဲ့အတွေးတွေစိုးရင်ပူပန်မှုတွေဟာတဖြည်းဖြည်းလျော့ပါသွားပြီးစိတ်ငြိမ်သက်မှုကိုခန်းစားရပါလိမ့်မယ်နောက်တစ်နေ့ကတော့သတိရှိစွာလှုပ်ဆောင်ခြင်း mindful action ဖြစ်ပါတယ်ဥပမာပကံစည်းနေတဲ့အခါပကံရဲ့အထိအတွေ့ရေရဲ့အေးမြမှု ဆက်ပြာရဲ့ယနေ့စတာတွေကိုသတိထားပြီးလှုပ်ဆောင်ကြည့်ပါကားမောင်းတဲ့အခါလမ်းလျှောက်တဲ့အခါဒါမှမဟုတ်အလုပ်လုပ်နေတဲ့အခါမှာတောင်လက်ရှိလုပ်နေတဲ့အရာကိုပဲအပြည့်ဝအာရုံစိုက်ပြီးလှုပ်ဆောင်ပါဒီလိုလှုပ်ဆောင်တာကတင့်ကိုပြစ်ဆုတ်ပန်တက်တဲ့မှာရှိနေစေပြီးအတွေးတွေရဲ့ကြီးစိုးမှုကိုလျှော့ချပေးပါလိမ့်မယ်ဒီလိုလေ့ကျင့်ခန်းတွေကဘာကြောင့်အရေးကြီးလဲဆိုတော့ကျွန်တော်တို့ရဲ့ပြစ်ဆုတ်ပန်မှာနေထိုင်နိုင်တဲ့စွမ်းအားကိုတိုးတက်စေလိုပါပဲအစာပိုင်းမှာတော့ခက်ခဲနိုင်ပေမဲ့နေ့စဉ်မှန်မှန်လေ့ကျင့်သွားမယ်ဆိုရင်တော့ ်သင်ရဲ့စိတ်ကိုထိ ंछ ုံနိုင်စွမ်းနဲ့တိုးတက်လာပြီးဘဝရဲ့အသေးမွားပျော်ရွှင်မှုလေးတွေကိုပိုပြီးသတိထားမိလာပါလိမ့်မယ်။အချုပ်အားဖြင့်ဆိုရင်တဖွားဘာအောင်နောက်ဆောင်အုပ်ကပြစ်ဆုပ်ပိုင်းအချိန်ကသာကျွန်တော်တို့ရဲ့အကြီးအမားဆုံးသောဆွမ်းအားဖြင့်ကြောင့်ရှင်းပြနေတာပဲဖြစ်ပါတယ်။ဒီစာအုပ်ပါနီလန်တွေဟာသင်ရဲ့ဘဝကိုပုံမအိပ်ပဲရှိပြီးငြိမ်းချမ်းအောင်ကူညီပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီနှစ်ပြီးတော့မှာတော့အက်ခါထောရဲ့တဖွားဘာအောင်နောက်ဆောင်အုပ်ထဲကအနှစ်သာရတွေကိုအတူတူလေ့လာခဲ့ကြပြီးဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရရင်ကျွန်တော်တို့ဟာကိုယ့်ရဲ့အတွေးတွေခံစားမှုတွေမဟုတ်ဘဲအရာတွေကိုသတိပြုမှုနေတဲ့သတိသာဖြစ်တယ်ဆိုတာကိုသိရှိခဲ့ကြရပါတယ်။အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့ဘဝဟာအတိတ်နဲ့အနာဂတ်မှာမဟုတ်ဘဲလက်ရှိပြစ္ဆုတ်ပံတည့်တဲ့မှာသာတည်ရှိနေတယ်ဆိုတာကိုလည်းနားလည်သွားပြီလို့ထင်ပါတယ်။ဒီစာအုပ်ရဲ့အဓိကသတင်းစကားကတော့ပြစ္ဆုတ်ပံဟာသာကျွန်တော်တို့ရဲ့အကြီးမားဆုံးသောစွမ်းအားဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ကျွန်တော်တို့ရဲ့ဘဝအခြေအနေတွေကိုပြောင်းလဲပြစ်နိုင်မဲ့စွမ်းအားဟာဒီနေ့ဒီအချိန် အခုဒီနေရာမှာပဲရှိနေတာပါအတိတ်ကနာကျင်မှုတွေကိုခွန့်လွတ်လိုက်ပြီးအနာဂတ်အတွက်စိုးရင်ပူပန်မှုတွေကိုဆွန့်လွတ်လိုက်ပါမှဒီဆွမ်းအားကိုတင်ပိုင်ဆိုင်နိုင်မှာလိမ့်မယ်ဒါကြောင့်မို့လို့ဒီဗီယိုလေးကိုကြည့်ပြီးတာနဲ့နေ့စဉ်ဘဝထဲမှာဒီစာအုပ်ပါသင်ခန်းစာတွေကိုလက်တွေ့ကျကျစတင်အသုံးချကြည့်ဖို့ကျွန်တော်တို့တကရိုဒိုင်ယာရီ channel လေးကနေတိုက်တွန်းခြင်းပါတယ်၅မိနစ်ခန့်လေးပဲဖြစ်ဖြစ်တရားထိုင်ကြည့်တာအသက်ရှူခြင်းကိုအာယုံစိုက်ကြည့်တာဒါမှမဟုတ်လုံနေတဲ့အလုပ်ကိုပဲစိတ်နှက်ပြီးလုပ်ကြည့်တာမျိုးလုပ်ကြည့်ပါ ဒီအနှစ်ချုပ်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share နဲ့ comment လေးပေးပြီးအားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဒီလိုစာအုပ်နှစ်ချုပ်တွေနဲ့ကိုပိုင်တိုးတက်ရေးဗီဒီယိုကောင်းတွေကိုလက်မလွတ်တမ်းကြည့်နိုင်ဖို့ကျွန်တော်တို့ရဲ့ The Grow Diary YouTube Channel လေးကို Subscribe လုပ်ထားပြီး Notify ပဲနေရာလေးမှာ All ကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့။ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်။နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါမယ်။မိတ်ဆွေတို့အားလုံးဘဝမှာအောင်မြင်မှုတွေကိုစီကိုစီပိုင်ဆိုင်နိုင်ကြပါစေ။